Hello. တို့နေကောင်းကျမ်းမာကြတယ်ဟုတ်ငါတားလေးဖေအောင်တားလေးဖေအောင်ဘာတားလေးဘာတားလေးဖေအောင်နော်နီ Okay ဒီနေ့အားလုံးကိုမိတ်ဆက်ပေးမယ့်ဘိန်းလေးကတော့ BMW ကနေမှာ2023 2024တောင်တင်စားလို့ရတယ် F9 က GS လေးပဲဖြစ်ပါတယ် F9 က GS လေးကိုကြီးလိုက်မယ်ဆိုရင်တော့ဘာလဲတူလဲပုံမှန်မြင်နေကြဘိန်းနေဖြစ်တဲ့ Tenery KDN 960ဟုတ်လား Honda မှာဆို NX 900 BMW မှာဆိုရင် F9 က GS ဆိုပြီးတော့မြင်ရမှာဖြစ်ပါတယ်သူ့ပုံစံကိုကြီးလိုက်မယ်ဆိုရင်တော့ကိုစိုင်းတို့ဒီဘာနဲ့တူလဲဆိုတော့ဒီကောင်ကြီး အကောင်ကြီး live ကိုဘယ်လိုပြောမလဲ really ပုံစံမျိုးပို့ပြီးတော့မှရုပ်ပေါက်တယ်ဒီကောင်ပုံစံကြီးလိုက်တဲ့အချိန်မှာဟိုလှုပ်ထားတဲ့ design အားကြောင့်ရှင်းရှင်းပြောမယ်ဒီကောင် Yamaha Tenere ရဲ့အောင်မြင်မှုကလည်းမနာလို့ဂျင်ဆရာကောင်းလောက်အောင်ပဲဟိုမှာအရင်အောင်မြင်နေဆိုတော့လေအဲ့တော့ BMW နဲ့စပြီးတော့မှဒီကောင်ရဲ့ F4 က GS လေးကိုမှဒီ2023မှာစပြီးတော့မှထုတ်တာဖြစ်ပါတယ်အဲ့တော့ဒီကောအောင်မြင်မှုကလည်းလုံးဝမနာလို့ရှင်စရာကြီးဆိုတော့ BMW ကနေတော့မှလည်း BMW fan တွေအတွက် F4 က GS ကိုမှ2 inline engine မျိုးစားဖြစ်တဲ့ 195cc ဒီကောင်ကအရင်မှာ F900 ကိုထုတ်ခဲ့တော့ညာလေ F4 က i F4 က XR တို့ F4 က GS တို့ဆိုပြီးတော့အရင် model old model လေးထုတ်ခဲ့တော့လဲအရင်အောင်မြင်မှုမရအောင်အဲ့ဒီမှာဒီကောင်ကလူငယ်လူဒီကဘာမှဘလူတွေကဘာတွေကြိုက်နေလဲဆိုတဲ့အရာကိုကြီးလိုက်တဲ့ခါကျတော့100မိန်ကလေးလူပဲဟုတ်ပါတော့အပေါ်ပိုင်း GB အောက်ပိုင်းတွေ့တွေ့လေးတွေဟာတွေကို တော်တော်များဆက်စီဖြစ်တယ်လို့ယောက်ျားလေးကခံစားရတဲ့အတိုင်းပဲဒီကောင်နောက်ပိုင်းကိုကြီးလိုက်မယ်ဆိုရင်ဒီကောင်လုံးဝအကုန်ချုံးလိုက်တယ်ဘာမှမပါတော့ဒီကောင်ရှင်ရင်ပြောရင် lightweight avenger ထဲမှာပါတယ် middle avenger ပေါ့ဘလို့ heavy avenger လို့မျိုးသွားလို့ရလားဆိုတော့ Tenery 900လည်းမဟုတ်ကိုယ်စားလို့ဘိန်းနေကြစီးကြည့်ရစီးကြည့်တဲ့ခါကဘာဖြစ်လဲဆိုတော့ဒီကောင်က engine power နည်းတယ်အမှန်တမ်းပြောရင် 900cc ပဲဆိုတော့ဒီကောင်မှာကိုယ်စားခုနကဗီဒီယိုအစမှာစီးခဲ့တယ်လို့ပဲ ော့ဒီကော GS တွေရဲ့ဟိုဟာအချက်တက်တွေလည်းအကုန်ယူတယ်ဒီရဲ့ off road အပိုင်းနေလည်းတော်တော်များယူရဲ့အပြွန်မှာဒီကောင်ဒီဘာဖြစ်လဲဆိုတော့ဒီကောင်ရဲ့ engine တစ်ခုပဲလေးရဒီကောင် engine ကတော်တော်လေးရဘာဖြစ်လဲဆိုတော့ F4 အိဆော်ကိုစား engine တစ်လုံးလုံးချဘူးလေချရချင်မှာတော်တော်လေးရထဲမှာပါပြီးတော့ဒီကောင်ဒီ big in on မှာ quick shutter ပါလာပြီနောက်တစ်ခုကကြပါလဲဆိုတော့ဒါလေးရစိတ်ကျင်းနေကြကောင်းတော့ဒီကောင်ရဲ့ဒီရဲ့ဟိုဟာကီးဟိုဟာဗောနော် ဂီယာလန့်လီယာလီဗာလီယာရှေ့သို့နောက်ဆုံးရှေ့မှာတက်မလားနောက်မှာတက်မလားသူကအပေါက်နှစ်ပေါက် chance ပေးထားတာဖြစ်ပါတယ်ဟုတ်ပြီနော် grip shot တွေလည်းပါလာပြီဟုတ်ပြီနော်ဒါဆိုရင်ရှင်းရှင်းပြောမယ်ဆိုရင်ဒီကောင်လေးက PSL DNA တွေယူထားတာမှန်တိုင်းပြောမယ်ဆိုရင် okay နောက်ရဒီကောင်ရ bridge just low ဆိုနေဒီမှာကြီးလိုက်မယ်ဆိုရင်လွယ်လွယ်ကူကူပဲချိန်လို့ရလက်လေးနဲ့လဲလိုက်အောင်အရန်မိုက်ပါတယ်ဟုတ်ပြီနော်နောက်ပြီးတော့ဒီကောင်တုံးထားပြီးတဲ့ဒီကောင်ဒီ chain တွေ စပော့ကက်တွေကလည်းလုံးဝ light weight ကိုသွားတာရီတော့မှအဲဘယ်လိုပြောမလဲစီးကြီးမှပဲဒီဘင်းကတော်တော်လေးဟိုမှာအဲစားစည်းကစားမှာဟိုမှာပေါ့ပေါ့ပါပါလေးမောင်းနေတော့ဘင်းကအဖြေမထုတ်ဘူးခက်ကြမ်းကြမ်းခက်ရမ်းရမ်းမောင်းပြီးတော့မှ share ဖြုတ်ကြည့်လိုက်မယ်ဆိုရင်တော့ဒီဘင်းရဲ့အနစ်တာရအရတာအောင်မှာအဲ့ချိန်မှာတီးရမှာဖြစ်ပါတယ်ဟုတ်ပြီเนาะနောက်ကလည်းကျွပလန်နဲ့လာတာဖြစ်ပါတယ်ဟုတ်ပြီเนาะတာယာတွေကလည်းရှိုးလောင်ဘစ်စတုန်းနေတယ်တုံးဝအကြမ်းဆိုင် okay တန်းရင်ကျန်းလို့ရမ်းရင်ရမ်းတယ်လို့ပါမှာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ဒီရဲ့ F9R GS ကလည်းတော်တော်မခေရဲ့ဘိန်းထဲမှာပါတယ်ဒီကောင်ရဲ့ purpose ကတော့ရှင်းရှင်းပြောမယ်ဆိုရင်ဒီကောင် off road ကိုပို့ပြီး purpose တွားထားတဲ့ဘိန်းဖြစ်တယ်မလိုင်းမြန်တခြားဒီရဲ့ ဟို Avenger ရဲ့လိုမျိုးဒီခီး long trip ထွက်ဖို့အတွက်စာရင်ဒီကော off road မှာလုံးဝ enduro တို့ off road တို့တွားရတဲ့ပုံစံမျိုးကိုမှစီးမယ်ဆိုရင်တော့တော်တော်လေးတင်းတောင်းတင့်တယ်ဖြစ်မယ်နောက်ပြီးတော့စိတ်သွားတိုင်းကိုပါမယ်ဆိုတဲ့ BMW ရဲ့ရှေးဆောင်လမ်းပြတွေဖြစ်တယ်ဒီကောင်ရဲ့ TFT display တွေဟုတ်ပါတော့ဒီကောင်ရဲ့ဒီ riding move တွေအဲ့ဒီအကုန်လုံးကိုကြည့်လိုက်မယ် riding move မှာဆိုရင်ဒီကောင် brain sweet เนาะ dynamic เนาะနောက်ပြီးတော့ sport ဟုတ်ပြီနော်အော့ဖ်ရုတ်ပြောတာအဲ့လို तू က move တွေကလည်း तू ကိုစိတ်တိုင်းကြ move တွေအများကြီးပါတဲ့ပြုံမှာဒီကောင်ရဲ့ဒီညပိုင်းမှာတော်တိုးမယ်ပြုတ်မယ်ဆိုရင်လည်းဒီကောင်ပါပါလာပြီလဲဆိုတော့ highlight လေးတွေပါလာပါပြီ bit in နော် original bit in က highlight လေးတွေပါလာတယ်ဗောနော်နောက်ပြီးတော့ဒီကောင် engine လည်းဒီကောင် F9 က XR တို့ဘာတို့မှာဒီ Sport Touring မှာအရန်အောင်မြင်ခဲ့တဲ့ engine ဒါပေမဲ့ဒီကောင်ဒီကောင်ဒီ weight ဒီ body မှာဒီကောင် horsepower ပိုထွက်အောင်ပိုကျန်းအောင်လုပ်ထားပေးလိုက်တယ်အဲ့တော့ကြတော့ ရှင်းရှင်းပြောမယ်ဆိုရင်ဒီဘိန်းကဟိုပို့ပို့ပပနဲ့ခချင်းချင်းခရင်ရဲ့မောင်းမဲ့လူတွေအရန်တင်တော်ရဲ့ဘိန်းစည်းဖြစ်ပါတယ်ဟုတ်ပြီနော်ဒီကောင်ရဲ့ဒီရှေ့ဘိုင်းကိုကြည့်လိုက်မယ်ဆိုရင်နော်ကိုစိုင်းတို့ဒီဘာမျိုးစားသုံးထားရဲဆိုတော့ shower fault အမျိုးစားအမှာ upside down တုံးထားပြီးတော့ဒီကောင်ရဲ့ tube tube ကဒိုင်မွန်ကုတ်တင်ရော black coating နဲ့ diamond black coating ပေါ့နော်ဖောက်လေးတွေအားစား black coating တွေပါလာပြီး နောက်ပြီးတော့ ring ဆိုလဲကြည့်လိုက်မယ်ဆိုရင် GS ရဲ့ ring ကိုတုံးထားတာဖြစ်တဲ့အတွက်အဲ့ရဲ့ DNA ပါတယ်ဘာလို့ဆိုတော့ triple smoke ဟုတ်ပြီနော် triple smoke မျိုးစားကိုတုံးထားရဲ့ dual disc တုံးထားတယ်ဟုတ်ပြီနော်နောက်ပြီးတော့ဒီလောက်အကောင်ကြီး21ဂွေနဲ့ဟိုမှာ smoke နဲ့ break guy နဲ့ဖက်ဖန်ဆိုတော့လုံးဝစိတ်တိုင်းကြအာရပါရဖြုတ်မယ်ဆိုတော့တော့ညားစရာမလိုတော့တဲ့ဘိန်းထဲမှာဒီကောင်ပါပါတယ်ဟုတ်ပြီနော်โอเคဒီကောင်ရဲ့ဒီရဲ့ brain frame မှာကြီးလိုက်မယ်ဆိုရင်ဒီကောင် frame နဲ့ engine ကလွဲလို့ကျန်တဲ့ဟာရအကုန်လုံးဒီကောင် lightweight လုံးဝ short တာတိုင်ကြီးတောင်မှ plastic တိုင်ကြီးပဲတုံထားတယ်အဲ့တော့ကြတော့ C ကလည်းရှင်းရှင်းပြောမယ်ဆိုရင်မများဆက်အောင်မများဆက်ပြီးတော့မှဒီရဲ့ဟို body လေးလေးလောက်အောင်လို့ဒီကောင် plastic တိုင်ကြီးကိုတုံးတယ်ဟုတ်ပါတော့ဒီကောင် frame ကိုကြီးလိုက်မယ်ဆိုတအားကြစ်လစ်တွေးတက်ပြီးတော့မှ frame ရဲ့ engine ရဲ့ကာပါဆိုနည်းနည်းပဲဒီရှေ့ရအချက်လက်တွေပဲပါတယ်ဒါလေးပဲပါတယ်ဒီနောက်ပိုင်းမှာဆိုဒီကောင်ကာပါကိုမထည့်ပလိုက်တော့ဘူးဒါဆိုရှင်းပြောရင် နောက်ဘဲမီးတောင်ဖြုတ်လိုက်တယ်အမှန်တမ်းပြောမယ်ဆိုရင်နောက်ဘဲမီးဖြုတ်ပြီးတော့မလုပ်လိုက်ဆိုတော့တခါတယ်ဘဲမီးဖြုတ်ရင်မလောက်အောင် မလောက်ဖြစ်မှာဆိုလို့တခါရဲ့တွေးရဲ့ဝမ်းဆက်လုပ်လိုက်တယ်ဘလောက်ကောင်းလဲဟုတ်ပြီနော်နောက်ပြီးတော့ဒီကောင်ရဲ့ဒီ shape fault တွေနှစ်ခုလုံးကပါလဲဆိုတော့ prejudice အလုပ်ရပါတယ် prejudice လို့နော်စိတ်တိုင်းကြကိုကချိန်လို့ရမယ်နောက်ပြီးတော့ဒီရဲ့နောက် shot တွေဆိုလဲကိုယ်စားကြည့်လိုက်မယ်ဆိုရင်သူကတပေနီနီကိုသူကတပေရှစ်လက်မနဲ့ရှစ်လက်မနဲ့တပေနီနီပေါ့နော် ဲ့လောက်သူကလိုဟိုက်ကိုကစားလို့ရမှာ ဖြစ်တာတယ်အဲ့တော့ကြတော့အဲပြောမယ်ဆိုအရက်နှိမ့်တဲ့လူတွေလည်းအဆင်ပြေတယ်အရက်မြင့်တဲ့လူတွေလည်းအဆင်ပြေတယ်လောလောဆယ်ကတော့ဟိုလိုးပေါ့နော်အနှိမ့်ဆုံးတော့မှဘယ်လောက်ထိရှိလဲဆိုပြရမယ်နော်ဒါသူ့ရဲ့ဒါသူ့ရဲ့အပူဆုံးဒါသူ့ရဲ့အပူဆုံးစီဟိုက်ကိုစားရင်၅ပေ၈တောင်မှနှစ်ဖက်မိဖို့အတွက်ဘာဖြစ်လဲဆိုတော့ခြေဖြားလေးပဲမိတယ်โอเคဒီကော off road purpose အရန်သွားရဘိန်းဖြစ်တဲ့အတွက်ဒီကောင်းရဲ့ဒီရဲ့ handgun တွေဆိုလဲကြီးလိုက်မှာဆိုဒီကောင်း original အတွင်းထိုင်ကတန်ဘတ်တွေပါပြီးသားဗောနော်တန်အတွင်းထိုင်တွေပါလာပြီးရယ်ဟုတ်ဗောနော်နောက်ပြီးတော့ဒီရဲ့နောက်ပိုင်းတွေမှာရော frame တွေမှာအကုန် light weight ရှော့ပြီးတော့မှဖင်နိုင်ကုန်ဆိုလဲသူက1 seat ထဲလောက်ထားပြီးရယ်တခုံထဲဗောနော်ရိုးရှင်းတယ်ဘာမှမပေါအောင်ဟုတ်ဗောနော်အဲ့တော့ကြတော့ဒီဘက်မှာအပေါ်မှာကြည့်မယ်ဆိုရင်လဲသူက windshield ကိုလဲခက်တေးပဲထားပြီးရယ် အမှန်တိုင်းပြောရင်ဒီကောင်ကကျတော့လမ်းကျမ်းကိုပို့ပြီးတော့မှ purpose သွားထားတဲ့ဘိန်းဖြစ်တဲ့အတွက်လမ်းကျမ်းမှာဟိုနေလန်းကာလာရှင်မယ်ဆိုရဲဟို debt bike တွေအရင်ဟောတဲ့အချိန်မှာဒီကောင်က BMW က debt bike ပုံစံမျိုးမထုတ်တော့ဘဲနဲ့ဒီကောင်ကဒီ enduro မှာကောင်းကောင်းကျမ်းလို့ရမယ်ကောင်တကောင်ထုတ်ခဲ့ပြီးရလို့ပြောလို့ရတယ် okay ဟုတ်ပါတော့ဒီကောင်ရဲ့တိုင်ခွာတော့ DFD display display နဲ့လာတယ် smuggy uh keyless smuggy နဲ့လာတယ် okay smuggy ရအရင်တိုင်းပြောင်းနေဘူး riding mode ဆိုလည်းဒီမှာ dynamic ပါမယ် ် Andrew ပါမယ် Rain ပါမယ် Rome ပါမယ်ဟုတ်ပါနော်အဲ့မှာ Black in ပါမယ်ဆိုရင်တော့ Dynamic Bro ပါလို့ပါမှာပေါ့နော် Andrew Bro တို့ပါလို့ Okay အဲ့တော့ကြတော့အာပြောမယ်ဆိုရင်တော့နုသလားလို့မေးမယ်ဆိုရင်တော့မနုပါဘူးကြမ်းမယ်ဆိုရင်နင်လားငါလားကြမ်းမယ်ဆိုတော့တော်တော်ကြမ်းလို့ရတဲ့ဘိန်းကမှပါအဲ့တော့ဒီရှေ့မိခွက်တွေကြီးလိုက်မယ်ဆိုရင်လည်းဒါတော့လုံးဝတို့ရဲ့ trend လေးတစ်ခုပေါ့နော်ပြောင်းသွားတဲ့ဟာခါရက်ဘီယန်တို့ကမိခွက်တေးနှစ်ခွက်ကြီးပေါ့နော်ဒီကောင်ဒီကောင်ဒေးလိုက်လေးရဆိုတာကြီးလိုက်မယ်ဆိုရင် တော်တော်လေးဟိုမှာစိတ်ကျင်တတ်စရာကောင်းတယ်နောက်ပြီးဒီအောက်မှာကြီးလိုက်မယ်ဆိုရင်လည်းဒီရဲ့ BMW မော်တော်အားနေတော့မှဒီဒမ်ပါတွေပါရင်အော်တိုထည့်ထားပြီးရန်ဒီဘိန်းနေမှာဒမ်ပါလို့လားဆိုရင်တော့တကယ်လိုအပ်တဲ့ဘိန်းဘာလို့လဲဆိုတော့ဒီကောရှေ့21နဲ့နောက်ရှေ့21ကွီနဲ့သွားထားဖြစ်တဲ့အတွက် high speed mountain handshaking ဖြစ်တဲ့အရာကိုဒီကောင်းနေတော့မှအဲ့ရဲ့ဒမ်ပါနဲ့ပြန်ထိန်းထားပြီးတာဖြစ်ပါတယ်အဲ့တော့ဒီကောင်း engine ကတော့ F9 က GS ရဲ့ engine မျိုးစားကိုတုံးထားတာဖြစ်တော့ညာလဲဒီကောင်နေ horse power ပို့ပြီးတော့မှ current 10 horse power ပို့ထွက်ထားတာဖြစ်ပါတယ်။နောက်ဒီကောင်ခြေတင်ခုံလေးဆိုလဲကြီးလိုက်မယ်ဆိုရင်ဒီကောင်ဒီဒီရဲ့ဟိုဘယ်လိုပြောမလဲ။အာ less lady ရာစားပါတာပေါ့နော်ဒီကောင်လေးနီးနှစ်ထပ်အနေအမြင့်ကိုလည်းတစ်ခါလေးလှုပ်လို့ရတယ်ဟုတ်ပါနော်တောင်မှကိုကမကြိုက်ဘူးပြန်ပြောင်းချက်ဆိုလဲမြောက်ထားလို့ရတယ် ဒါလေးကဘယ်လိုပြောမလဲ GS ရဲ့ DNA ဒီလေးဖြစ်တယ်နောက်ဒီ out skip plate တွေဆိုတော့ဒီကောင်တစ်ခါထည့်ခဲ့ပြီးမိုက်တယ် crab bar ကပါလိုက်မယ်ဆိုဒီဘိန်းကတော်တော် hot မှာမနိုင်ပြောရင်နောက်ကောကဒီကောင် F ရဲ့ F CD ပေါ့နော် F 900ရဲ့ CD မှာဒီကောင် 6G ကိုနောက်6ခန္ဓာကိုအကြီးနောက်အတင်းဒါပေမဲ့ဒီကောင်ဒီပုံစံကြီးလိုက်အချိန်မှာလုံးဝတွေ့တွေ့ပြားပြီးတော့ချစ်လစ်နေတဲ့ဟာတွေကတော်တော်စိတ်ချထမ်းစိတ်ချမ်းသာစရာကောင်းပါတယ်နောက်ပြီးတော့ဘာအိဇောလဲ Acrobat ် origin เนาะ bein agra bobit aizon เนี่ยလာတာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့အတန်လေးနားထောင်ချင်မယ်လို့ထင်တယ်အတန်နားမထောင်ခင်မှာကိုစားဖိနိုင်ကုန်လေးလေးဖွင့်ပြမယ်ဖိနိုင်ကုန်တော့တို့ကကီးနေပဲဖွင့်ရမယ်ယူရှင်းပါတယ်ဖိနိုင်ကုန်ပါဆိုလဲ bein တစီကကိုစားရထင်တော့လာမဲ့ really တကာတော့ပြိုင်တဲ့ခါကျရင်ဒီကောင်တွေပါလာနိုင်တယ်ဘာကြောင့်လဲဆိုတော့ဒီကောင်တွေကတော်တော်ကြီး hot ဖြစ်တဲ့ကောင်တွေမှာပါတယ်အမှန်တိုင်းပြောမယ်ဆိုရင် ဟိုအရင် model တွေကဒါဟို GS ကိုမှဒီ rally ထဲဝင်မပြိုင်တာတော့ဝင်ပြိုင်တော့တိတ်မတွေ့ဘူးပေါ့နော်ဒါပေမဲ့ဒီကောင်ကြီးထွက်လာပြီးရနောက်ပိုင်းမှာတော့ဒါပေမဲ့ rally ပြိုင်ပွဲတွေမှာတော့ဒီကောင်နေပုံမြင်ရမယ်လို့ကိုစားရောမျောနေတယ်ဘာဖြစ်လို့လဲဆိုတော့ VN တို့ကစောင့်ကြည့်နေအကုန်လုံးဘယ်ကောင်ကြီးကောင်းတယ်ကောင်းတယ်ကောင်းတယ်ဆိုတဲ့အချက်တွေလည်းကိုဆွဲပြီးတော့ဘုံထုတ်ချပလိုက်တာပြီးရောဒီကောင်တွေကတော်တော်ကျန်းတယ်လို့ပြောအောင် VN တို့ကကားမာရင်ကျန်းတာမဟုတ်ဆိုင်ကယ်မှာတော့ VN တို့ကတော့တော်တော်ကျန်းတယ်ပေါ့နော်ကားမာလည်းထုံနည်းလည်းကောင်းပါပဲโอเค အဲ့တော့ဒါလေးကတော့သူ့ရဲ့ခဏကုန်လေးဖြစ်ပါတယ်စက်တန်နားထောင်ချင်နေပြီနဲ့တူတယ်ဟုတ်ပြီနော် okay ready 1 2 3 power excel လို့ပြောတာလောကအတန်မဆွဲဘူး ပါပါအိမ်သော အတန်ကိုမကြားရအောင်သူကအဂရာဘိုဘစ်ကပုံစံမျိုးလုပ်တော့ညာလေအဲဒီကောက်ကိုတကယ်ကြမ်းနေတဲ့ရန်တဲ့အချိန်ကြာတော့ဒီကောက်အရာလာတည်လိမ့်မယ်ဒီဘေးကိုရိုးရိုးလမ်းပေါ်မှာစီးုံလောင်းနေရတော့ဘလုံးမှာသူ့ရဲ့အရာတော့မတည်ဘူးသူ့ရဲ့သူ့ရဲ့လှုပ်ဆောင်ချက်သူ့ရဲ့စွမ်းရည်ပေါ့နော်โอเคအဲ့တော့ကိုစားရဲ့ဒီကောက်လေးနဲ့ခက်ကြံကြံခက်ရင်ရမောင်းထားတဲ့ဗီဒီယိုလေးကြည့်ပြီးတော့အားလုံးကိုနှုတ်ဆက်ပါစေ ခလုတ်တွေကတော့ဒီရဲ့ GS တွေမှာပါတဲ့အတိုင်းပါပဲနည်းနည်းပြပေးမယ်ပေါ့နော်ခဏနေကြော်ပါတာဖြစ်မှာဆိုလို့ကလပ်မှာဆိုရင်လည်းဒီကောင်ကလပ်တိုးရှော့လုပ်လို့ရမယ်ခလုတ်လေးပါမယ်ဒီမှာဒီကောင်ရဲ့ main slab bottom လေးပါမယ်နောက်ပြီးတော့ဒီမှာ main bottom လေးပါမယ်နောက် traction plate တွေဟာပါမယ်ဟုတ်ပါနော် signal ပါမယ် horn ပါမယ်ဒါကတော့သူရဲ့ဒီ shift fault light လေးပေါ့နော် fault light ထုံးတဲ့ဟာလေးပါမယ် နောက်ပြီးတော့ဒီဘက်မှာမုပါမယ်လက်ကင်ဟီတာဂရစ်ကိုမှ auto bin ပါမယ်ဟုတ်ပြီနော်မုပြေးလို့ရပါဖြစ်ပါတယ်ဟုတ်ပြီနော်ဒါတော့ brake ဒီကဒီမှာတော့ GPS mount ထပ်တက်လို့ရတယ်ဒီဘက်မှာဆိုရင်လည်းကြည့်လိုက်မယ်ဆိုရင်ပါပါလဲဆိုတော့ဟာ travel plat travel output လေးပါမယ်ဟုတ်ပြီနော်ဒီနောက်မှာတော့ဘာမှမပါတော့ပါဘူးဒီကောင်ရဲ့ maximum ကလည်းဒီကောင်ညွှန်းထားတာက160 km မှာ하ဝါတဲ့အဲ့တော့အရင်တော့ဒီဘိန်းနဲ့အရင်မြန်မောင်းစရာမလိုဒါပေမဲ့160ဆိုရဲဟာလည်း trip တစ်ခုထွက်တယ်ခီးတစ်ခုထွက်တဲ့ချိန်မှာတော်တော်လေးဟိုမှာဟိုမြန်နေပြီလို့ပြောလို့ရတဲ့အထင်းထဲမှာပါတာပေါ့နော်အဲ့လိုလေး okay ဒါကတော့ f900 gs လေးပဲဖြစ်ပါတယ်ပမာငွေနဲ့ဆိုရင်တော့အခုချိန်ကာလာပေါက်စီကတော့တင်း450 550ကျားမှာပေါက်ပါတယ်အာ license ပိုင်းတော့ပါတယ်လို့ဈေးများတော့မှာပေါ့နော် okay ဒါကတော့ only one in မြန်မာဖြစ်တဲ့ BMW F900 GS လေးပဲဖြစ်ပါတယ်ဟုတ်ပြီနော် โอเคအဲ့တော့မင်္ဂလာရှိတော်နေ့ထူးနေ့ပဲဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်တဒါ